ူလည်းပွားပြီဆိုပြီးတော့ brand တွေလုံးဝ luxury brand တွေ LV Gucci 8တွေဖနက်တွေအင်ဂျီတွေဖုံးစုံဆက်တောင်ပါသေးတယ်အကုန်လုံးကို तू ဝယ်တော့တာပဲအတကုံဝယ်ရဝယ်ရဝယ်တယ်တချို့ရက်တွေဆိုလို့ရှိရင်တစ်ရက်ထဲနဲ့ဒေါ်လာ2သိန်းကျော်သုံးလိုက်တဲ့ရက်တွေတောင်ရှိတယ်ဒီကောင်မလေးရဲ့ဘဏ်အကောင့်ကိုဘဏ်တစ်ခုကနေပြီးတော့ပတ်စံနေအကန့်အသတ်မရှိသုံးဆွဲဝင်ပေးလိုက်တယ် 2014တုန်းကဩစတြေးလျနိုင်ငံမှာဖြစ်သွားတာကောင်မလီရဲ့နာမည်ကခရစ်စတီလီရဲ့သူကတက္ကသိုလ်ကျောင်းသူပဲအဲ့မှာဒီကောင်မလီကသူ့ဘဏ်အကောင့်ထဲမှာရှိသမျှပတ်စံနေအကုန်လုံးကို online shopping လုပ်ပလိုက်ပြီတပြားမှမကျန်တော့ဒါပေမဲ့သူကအဲ့တော့သတိမထားမိပဲနဲ့ထပ်ပြီးတော့ဝယ်လိုက်မိတယ်ပြီးဝယ်လိုက်တဲ့ဥစ္စာကလည်းဝေချေလို့ရသွားတယ်နောက်တော့မှပြန်ပြီးတော့ payment တွေပြန်ကြည့်တော့မှသူသိတယ်ဆိုတော့ငါဘဏ်အကောင့်ထဲမှာ0ဖြစ်နေတဲ့ဥစ္စာကိုဒါကဘလို့ဖြစ်ပြီးတော့ဝယ်လို့ရသွားတာလေ။အမလေးကတိတ်မလျော့ဘူး။ အဲ့ခါကျောင်းနောက်တစ်ခေါက်ထပ်ဝယ်ကြည့်နောက်တစ်ခေါက်ထပ်ဝယ်သူဘလောက်ဝယ်ဝယ်ဘဏ်အကောင့်ထဲမှာ0ပြနေပြီမဲ့ပေးမန့်နေအကုန်လုံးကငွေချေလို့ရနေတယ်အဲ့ဒါနဲ့သူလည်းပွားပြီဆိုပြီးတော့ brand တွေလုံးဝ luxury brand တွေ LV Gucci 8တွေဖနက်တွေအင်ဂျီတွေဖုံဆုပ်ဆက်တောင်ပါသေးတယ်အကုန်လုံးကိုသူဝယ်တော့တာပဲအတကုံဝယ်ရဝယ်ရဝယ်တယ်တချို့ရက်တွေဆိုလို့ရှိရင်တစ်ရက်ထဲနဲ့ဒေါ်လာ2သိန်းကျော်သုံးလိုက်တဲ့ရက်တွေတောင်ရှိတယ် အဲ့လိုမျိုးနဲ့တုံးလာလိုက်တာတစ်နှစ်ကျော်ကြာတယ်အဲ့ဘဏ်ကမတိသေးဘူးဒါပေမဲ့ဘလို့မိသွားလဲဆိုတော့တရက်မှဒီကောင်မလေးကသူ့ဘဏ်အကောင့်ထဲကနေပြီးတော့သူ့ရဲ့ PayPal အကောင့်ထဲကိုဒေါ်လာ Australian dollar တသန်းကျော် transaction တစ်ချောင်းနဲ့တခါလေးတန်းလွှဲလိုက်တယ်။အဲ့ခါကျတော့မှဘဏ်မှာသွားပြီးတော့ alert သွားတက်တာပေါ့နော်။အဲ့တော့ဘဏ်ကသူ့ကို flan phone ဆက်ပြီးတော့အကျိုးချောင်းမေးတယ်။အဲ့တော့မေးပြီဆိုတာနဲ့သူကလည်းတခါလေးသူ့အထုပ်တွေကိုပြင်ပြီးတော့တခြားနိုင်ငံကိုလစ်ဖို့တက်သူသွားရတာပဲ။ဒါပေမဲ့ လေးစိတ်မှာသူ့အမိသွားတယ်။ဆိုတော့ဒီတစ်နှစ်အတွင်းမှာသူသုံးလာခဲ့တဲ့အမောင့်ဒီဒေါ်လာတန်း90ကျော်တယ်။ Australian dollar တန်း90ကျော်တယ်။ဆိုတော့သူ့ကိုဖမ်းမိသွားတဲ့အခါကျတော့ဒီတရားရုံးမှာသူ့တရားရင်ဆိုင်ရတာပေါ့နော်။အဲ့တော့ကောင်မလေးကဘလို့ထွက်ဆိုလဲဆိုတော့ဒီပတ်စံနေဘိုးတဲ့သူ့ရဲ့မိဘတွေကသူသုံးလို့ရအောင်လို့ကြိုပြီးတော့ဒီပိုစစ်သွင်းပေးထားတယ်လို့သူထင်တာတဲ့အဲ့လိုမျိုးဖြေလိုက်တယ် အဲ့ဒီအပြင်ကမှဘန်ဘက်က system error ကြောင့်ဖြစ်တယ်ဆိုတာကလည်းထင်ရှားနေတယ်အဲ့ဒါကြောင့်မလို့ဒီကောင်မလေးကဘာမှအရေးယူမခံရပါဘူးဗီဒီယိုကြည့်ရှုနေရဲ့မိတ်ဆွေတို့ထဲမှာရောဒီလိုမျိုးကိုယ့်ရဲ့ဘဏ်အကောင့်ထဲမှာအကန့်အသတ်မရှိသုံးလို့ရမယ်ဒါဆိုလို့ရှိရင်ဘယ်လိုပစ္စည်းတွေများဝယ်ချင်ပါလဲရှင်ကွန်မန့်မှာအဲ recommend ပေးခဲ့လို့ရပါရှင်